တာတာမင်းမင်းလေးတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောင်းမှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့တီတီစုကတာတာမင်းမင်းလေးတို့အတွက်လိပ်ပြာလေးဝင်နေနဲ့မင်းသမီးလေးယူပါဆိုတဲ့ပုံမြင်လေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဟိုးရှိရှိတုန်းကတောင်းကြီးတစ်ခုရဲ့အစွန်မှာလှပါတဲ့ရဲတဲ့ကြီးတစ်ခုရှိတယ်။အဲ့ဒီရဲတိုင်းမှာမင်းသမီးလေးယူပါဆိုတော့မိမလာလေးတယောက်နေထိုင်တာပေါ့ကွယ် မင်းသမီးလေးယူပါဟာအမတန်းမှလှပပြီးစိတ်ကောင်းရှိတဲ့မိန်းကလေးတယောက်ပေါ့ကွယ်မင်းသမီးလေးယူပါကတတိဆန်လေးတွေကိုချစ်ခင်ပြီးပန်းပင်လေးတွေနဲ့တဘာဝအလှတရားကိုမျက်နိုးတဲ့မင်းသမီးလေးပေါ့ကွယ်တနေ့မှာတော့မင်းသမီးလေးယူပါကရဲတိုက်ဥယျင်ထဲမှာလမ်းလျှောက်နေတော့မှတ်ထက်မှတ်ဖဲနဲ့လိပ်ပြာလေးတစ်ကောင်ကိုတွေ့လိုက်ပါတယ်လိပ်ပြာလေးကအယောင်သွေးတွေလှပပြီးတောင်ပန်လေးတွေကတောက်ပါနေတာပေါ့ကွယ် မင်းသမီးလေးယူပါဟာလိပ်ပြာလေးကိုကြည့်ပြီးအံ့ဩသွားတာပေါ့ဒီလောက်လာတဲ့လိပ်ပြာလေးကိုမင်းသမီးလေးကမမြင်ဘူးသေးဘူးပေါ့ကွယ်အဲ့ဒါကြောင့်မင်းသမီးလေးယူပါကလိပ်ပြာလေးကိုဖမ်းပြီးသူ့ရဲ့လက်ထဲမှာဂယုတစိုက်ကင်ထားလိုက်တာပေါ့ကွယ်ချစ်စရာလိပ်ပြာလေးနင်ကအရန်လာတာပဲနော်နင့်နာမည်ကဘလို့ခေါ်လဲငါကတော့ဒီတိုင်းပြည်ရဲ့မင်းသမီးလေးယူပါပါကွယ်လို့မင်းသမီးလေးကနှုတ်ဆက်လိုက်တာပေါ့ကွယ် လိပ်ပြာလေးကလည်းမင်းသမီးလေးယူပါကိုကြည့်ပြီးပြန်ပြီးတော့ပြုံးပြလိုက်တာပေါ့ဟုတ်ကဲ့ငါနာမည်ကဝင်းနီပါမင်းသမီးလေးကအရန်လာရင်နော်လိပ်ပြာလေးကအချစ်စပွဲပြန်ပြောလိုက်တာပေါ့ဒီလိုနဲ့မင်းသမီးလေးယူပါနဲ့ဝင်းနီတို့ကအရန်ကိုချစ်ကြတဲ့တငယ်ချင်းတွေဖြစ်သွားကြတာပေါ့သူတို့ကနေတိုင်းအတူတူကစားကြစကားပြောကြနေပျော်ရွှင်စွာနဲ့အတူတူနေကြတာပေါ့ကွယ် တနေ့မှာတော့မင်းသမီးလေးယူပါက ဝင်းနီကိုသူ့ရဲ့လှုပ်ရွက်ချက်တစ်ခုကိုပြောပြလိုက်တာပေါ့ကွယ်ဝင်းနီငါကလေတကယ်တော့မော့ပညာတတ်တဲ့မင်းသမီးလေးပါငါမှာမော့တကူတွေရှိတယ်မင်းသမီးလေးယူပါကပြောပြလိုက်တာပေါ့ကွယ်ဝင်းနီလေးကမထင်မှတ်ထားတာကြောင့်အံ့ဩသွားတာပေါ့တကယ်လားနေ့ရမော့တကူတွေကဘာလဲဝင်းနီကမေးလိုက်တာပေါ့ကွယ် မင်းသမီးလေးယူပါကဝင်းဒီလေးကို ပြုံးကြည့်ပြီးသူ့ရဲ့လက်ကိုဝေယမ်းပြလိုက်တာနဲ့သူ့လက်ထဲကိုကျဲမော်ဒန်လေးယောက်လာတာပေါ့ချက်ချင်းပင်သူ့ရဲ့လက်ထဲမှာကျဲလေးတွေပေါ်လာတာပေါ့ကွယ်ပြီးတော့ကျဲလေးတွေကအတောက်ပါပြီးလှပတဲ့အလင်းရောင်လေးကိုမြင်နေရတာပေါ့ဒါရီကငါရဲ့မော်တကိုးတွေပဲဒီကျဲလေးယူနေမဆိုးဘာမဆိုးငါလုံနိုင်တယ်လीမင်းသမီးလေးယူပါကပြောလိုက်တာပေါ့ကွယ် အရင်နေ့ကစပြီးမင်းသမီးလေးယူပါနဲ့လိပ်ပြာလေးဝင်းနေတို့ကတယောက်ကိုတယောက်အမြဲတမ်းကူညီကြရင်းနဲ့မင်းသမီးလေးယူပါကလည်းသူ့ရဲ့အမော်တကိုးတွေနဲ့လိပ်ပြာလေးဝင်းနေနာကို အနေရီတွေကနေကာကွယ်ပေးတာပေါ့တနေ့မှာတော့မင်းသမီးလေးယူပါက လိပ်ပြာလေးကိုခေါ်ပြီးရဲတိုက်ရဲ့အပေါ်ဆုံးထက်ကိုတတ်သွားခဲ့တာပေါ့အဲ့ဒီမှာအယန်းကိုထူးဆန်းတဲ့အမော်ဝင်းမှန်ချက်တစ်ချက်ရှိတာပေါ့ကွယ် မော်ဝင်မန်ရဲ့ထူးခြားချက်ကမှန်တဲ့ကနေကြည့်လိုက်ရင်တခြားကဘာကိုမြင်နိုင်တဲ့အစွမ်းရှိတာပေါ့အဲဒါကြောင့်မင်းသမီးလေးယူပါကမှန်ကိုကြည့်ပြီးလက်ပြလေးဝင်းနီကိုပြောလိုက်တာပေါ့ကွယ်ဝင်းနီငါတို့တခြားကဘာကိုသွားကြည့်ရအောင်နင်းလိုက်မလားလက်ပြလေးဝင်းနီကခေါင်းငင်းပြလိုက်တာပေါ့ကွယ်နောက်တော့မင်းသမီးလေးယူပါကမှန်ကိုလက်နဲ့ထိလိုက်တဲ့အခါချက်ချင်းပဲမှန်ထဲမှာတကားတစ်ပေါက်ပေါ်လာပါတော့တယ် တကားလေးကိုမင်းသမီးလေးယူပါနဲ့လက်ပြလေးတို့ကအခက်မြမြန်လေးဝင်သွားလိုက်တာပေါ့အထဲရောက်တော့သူတို့နှစ်ယောက်ကအံ့ဩဖယ်ကောင်းတဲ့ကဘာတစ်ခုကိုရောက်နေပြီပေါ့ကွယ်အဲဒီမှာတစ်ပင်တွေကရွှေရောင်တွေဖြစ်နေပြီးတော့မြစ်တွေကငွေရောင်တွေဖြစ်နေပါတယ်ကောင်းကင်ကြီးကလည်းလင်းနေတာပေါ့ကွယ်သူတို့ကအဲ့ဒီကဘာကိုဝင်လိုက်ထွက်လိုက်နဲ့ပျော်ရွှင်နေကြတာပေါ့မင်းသမီးလေးဝင်းကြီးကလည်း သူ့တတ်ထားတဲ့မှွန်ပညာတွေနဲ့ထူးဆန်းတာတွေကိုဝင်းနီကိုလှုပ်ပြလိုက်တာပေါ့ဒီလိုနဲ့အချိန်တွေကြာလာတော့မင်းသမီးလေးယူပါကအရွယ်ရောက်လာပြီးလက်ပြားလေးကလည်းသူ့ရဲ့ဘေးနားမှာအမြဲရှိနေစေပေါ့ကွယ်တနေ့မှာတော့မင်းသမီးလေးယူပါကသူ့နိုင်ငံရဲ့အရေးကြီးတဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးစိတ်ညစ်နေတာပေါ့ဒါကိုလက်ပြားလေးဝင်းနီကလည်းရိပ်မိနေတာပေါ့ကွယ် မင်းသမီးလေးယူပါဘာတွေစိတ်ညစ်စရာရှိနေလို့လဲဆိုပြီးမေးလိုက်တာပေါ့ဟုတ်တယ်ဝင်းကြီးရဲ့ငါတို့နိုင်ငံမှာလူတွေစည်ရင်ငွဲ့မွနေကြပြီအဲဒါကြောင့်ငါသူတို့ကိုကူညီခြင်းတယ်လို့မင်းသမီးလေးယူပါက ဝင်းကြီးလေးကို ပြောပြလိုက်တာပေါ့မိပြလေးဝင်းကြီးကစိတ်ညစ်နေတဲ့မင်းသမီးလေးကိုအားပေးလိုက်တာပေါ့ကွယ်စိတ်မညစ်ပါနဲ့မင်းသမီးလေးရဲ့နင်လုံနိုင်ပါတယ်နင်မှာအံဩစရာကောင်းတဲ့အမော်တကိုးတွေရှိနေရပါပဲ နင်တခုခုစဉ်းစားကြည့်ပြီးကုညီပေးလို့ရတာပေါ့လို့မင်းသမီးလေးယူပါကိုအိပ်ပြာလေးဝင်းနီကပြောလိုက်ကြပေါ့ကွယ်မင်းသမီးလေးယူပါကလည်းဝင်းနီပြောတာကိုလက်ခံပြီးပျော်ရွှင်သွားတာပေါ့သူ့ရဲ့မော်တကိုးတွေကိုအသုံးပြုပြီးလူတွေကိုကုညီဖို့အတွက်လဲဆုံးဖြတ်လိုက်ကြပေါ့ကွယ်အဲ့ဒါကြောင့်သူ့ရဲ့လက်ကိုဝေ့ရမ်းပြီးခြေမော်ဒန်လေးကိုဖန်ဆင်းလိုက်ပါတယ်ခြေမော်ဒန်လေးရလာတော့သူကအစားအသောက်တွေကိုလုပ်ဖို့ခိုင်းလိုက်တာပေါ့ကွယ် ကျဲလေးတွေကလည်းမင်းသမီးလေးခိုင်းတဲ့အတိုင်းစားစရာတွေကို အရင်ပြုတ်လောက်တာပေါ့ပြီးတော့မင်းသမီးလေးကစားစရာတွေရလာတော့စင်ရံံပါသူတွေကိုအစားအသောက်တွေဝေပေးတာပေါ့ကွယ်လက်ပြာလေးဝင်းဒီကလည်းမင်းသမီးလေးကိုကူညီပေးတာပေါ့ဒီလိုနဲ့နောက်တစ်ခါကျတော့ပြည်သူတွေကကက်ယောဂါကြောင့်ဖျားနာနေကြပြန်ပါလေဒီသတင်းကိုလက်ပြာလေးဝင်းဒီကသိလာပြီးမင်းသမီးလေးကို ပြန်ပြောပြပါဗျာအဲ့ဒါကြောင့်မင်းသမီးလေးက ူရဲ့ကျင်းမော်ဒန်လေးကိုဖန်ဆင်းလိုက်ပြန်ပါတယ်။ကျင်းမော်ဒန်လေးရလာတော့နာမကျန်းဖြစ်ပြီးဖျားနာနေတဲ့သူတွေကျင်းမော်ဒန်လေးနဲ့ခုပေးတာပေါ့ကွယ်။မင်းသမီးလေးယူပါရဲ့လုံရက်တွေကြောင့်ပြည်သူတွေကတဆင့်စကားတဆင့်နဲ့ချီးကျူးကြရင် မင်းသမီးလေးကိုအယမ်းချစ်ခင်လာကြတာပေါ့။ပြည်သူပြည်သားတွေကသူတို့တိုင်းပြည်ကမင်းသမီးလေးကိုမြစ်တာရှင်မင်းသမီးလေးလို့ခေါ်ကြတာပေါ့ကွယ်။ဒါပေမဲ့မင်းသမီးလေးယူပါရဲ့အမော်တကူတွေကိုလိုချင်နေတယ် မော်ဆရာကြီးတယောက်တော့ရှိရပေါ့ကွယ်မော်ဆရာကြီးကမင်းသမီးလေးကိုမနာလိုဖြစ်နေတာပေါ့အဲဒါကြောင့်တနေ့မှမင်းသမီးလေးကိုမော်ဆရာကြီးကဆေးကုသဖို့ဆိုပြီး ဖြာရောက်ပြီးတော့ဖန်စီသွားတာပေါ့ကွယ်မင်းသမီးလေးယူပါကိုလက်ပြလေးဝင်းနေမရှိတော့မော်ဆရာကြီးလာခေါ်တော့မင်းသမီးလေးကလည်းလိုက်သွားမိတာပေါ့ကွယ်အဲဒီမှာမော်ဆရာကြီးအိမ်ရောက်တော့မင်းသမီးလေးယူပါကိုချုံနောင်ဖန်စီထားတာပေါ့ကွယ် အဲ့ဒီချိန်မှာပဲမင်းသမီးလေးယူပါပြောက်လို့လိပ်ပြလေးဝင်းဒီကလည်းလိုက်ရှာနေတာပေါ့ပြည်သူပြည်သားတွေကိုလည်းမင်းသမီးလေးယူပါကိုတွေ့မိလားလို့လိုက်မေးတာပေါ့ကွယ်ဘသူကမှမင်းသမီးလေးကိုမတွေ့ကြဘူးလို့ပြန်ဖြေကြတာပေါ့အဲ့ဒီတော့လိပ်ပြလေးဝင်းဒီလည်းဝမ်းနေသွားတာပေါ့ကွယ်ဒါပေမဲ့ဇွဲမလျှော့ပဲလိုက်ရှာနေတော့ငစားနေတဲ့ခလေးငယ်လေးတူကမင်းသမီးလေးယူပါကိုရွာပြင်က မော်ဆရာကြီးလာခေါ်သွားတာကို တွေ့လိုက်တယ်လို့လာပြောပြတာပေါ့ကွယ် အဲ့ဒါကြောင့်လိပ်ပြလေးဝင်းကြီးကလည်းပြည်သူတွေကိုအကူအညီတောင်းပြီးလိုက်သွားကြတာပေါ့တကယ်ပဲခလေးငယ်လေးပြောတဲ့အတိုင်းမော်ဆရာကြီးကမင်းသမီးလေးကိုမိမျောနေအောင်လှုပ်ထားပြီးချုံနောင်ထားတာပေါ့ကွယ်အဲ့ဒီမှာပြည်သူတွေနဲ့လိပ်ပြလေးကမော်ဆရာကြီးကိုတိုက်ခိုက်ကြတာပေါ့အဲ့တော့မှမော်ဆရာကြီးလည်းအထိနာပြီးထွက်ပြေးသွားရတာပေါ့ကွယ်မင်းသမီးလေးယူပါကိုပြည်သူတွေအားလုံးတတိယအောင်လှုပ်ပြီး ပြန်ခေါ်လာကြတာပေါ့ အရင်ကြီးကစပြီးကျေးဇူးတည်တတ်တဲ့ပြည်သူတွေကမင်းသမီးလေးကိုစောက်ရှောက်ကာကွယ်ရင်းနေကြပြီးလက်ပြလေးကလည်းမင်းသမီးလေးယူပါနာမှာအမြဲတမ်းရှိနေပေပြီးချစ်ချစ်ခင်ခင်နဲ့နေထိုင်သွားကြတာပေါ့ကွယ်ပုံမြင်လေးကတော့ဂျာပါပဲကွယ်ဒီပုံမြင်လေးကဘာကိုသင်ခန်းစာပေးတယ်လဲဆိုရင်မင်းသမီးလေးနဲ့လက်ပြလေးရဲ့တအူးကိုတအူးကူညီဖေးမှရင်မိတ်ဆွေကောင်းပီးသားပုံကိုသင်ခန်းစာပေးပါရယ်ကွယ် တာတာမီမီလေးတို့လည်းမိတ်ဆွေကောင်းလူချင်းရင်မိမိကိုယ်တိုင်ကမိတ်ဆွေကောင်းနေဖြစ်ဖို့အရင်ကြိုးစားကြဖို့လိုအပ်ပါတယ်နော်မိမိပါဝင်ခြင်းကိုကုညီပေးပြီးတန်ဖိုးရှိတဲ့တသားမိမိလေးတွေ ဖြစ်ကြပါစေလို့တီတီစုကဆုတောင်းပေးလိုက်ပါရနော်။နောက်နေ့တွေမှာလည်းတသားမိမိလေးတို့အတွက် ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့တီတီစုရဲ့ Storybook for Baby TikTok Channel လေးကို Follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလေးနှိပ်ထားပေးကြပါဦးနော်။